မြန်မာနေဦးခရိုနီကယ်နိုဝင်ဘာလ10ရက်နေ့မြင်ကွင်းသတင်းချက်လက်တွေရဲ့တံမိုးနေ့စဉ်အင်တာနက်အွန်လိုင်းပေါ်မှာမြန်မာဘာသာနဲ့သတင်းတွေဖတ်ရှုလို့မနိုင်တော့အောင် များပြားစွာတွေ့နေရတာဖြစ်ပါတယ်တိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းနိုင်ငံရေးသတင်းလက်နက်ကိုင်တပ်တွေကကျူးလွန်တဲ့လူအခွင့်အရေးထိုးဖောက်မှုတွေစီးပွားရေးသတင်းရာဇဝတ်မှုသတင်းအလစ်ငိုက်လုံတံတိုက်ခိုက်မှုသတင်းနဲ့အစိုးရအမိခံထားတဲ့သူတွေထုတ်ပြန်တဲ့အမိန်ညွှန်ကြားချက်စတဲ့အကြောင်းအရာတွေက လင်းစင်နဲ့မျှဖတ်ရှုမကုန်နိုင်လောက်အောင် တွေ့နေကြရတာဖြစ်ပါတယ်။ဒီနေ့ညဖတ်ရှုမိတဲ့သတင်းတစ်ပုဒ်ကနွားစာရိတ်ဖို့ထွက်လာတဲ့ပြူစောတီတယောက်ကိုဒေသကာကွယ်တပ်ဖွဲ့တပ်ဖွဲ့ကစောင့်ပြီးလုံခြံပစ်ခတ်လို့တေဆုံးသွားတဲ့သတင်းဖြစ်ပါတယ်။အဖြစ်ပြက်ကမကွေးတိုင်းမြိုင်မြို့နယ်တွေကကြေးရွာတရွာမှာဖြစ်ပွားခဲ့တာပါ။ဒီသတင်းကိုဖတ်ရှုပြီးနောက် Facebook မှာဆက်လက်တွေ့ရတဲ့ post ကတော့ဗမောက်မြို့နယ်ကကတူးယဟန်းတော်များကတူးစာပေရင်းကျေးမှုအဖွဲ့နဲ့ ကတူးလူငယ်များအဖွဲ့ချုပ်တို့ပူးပေါင်းပြီးထုတ်ပြန်တဲ့မြစ်တာရက်ခန့်စာ post ဖြစ်ပါတယ်။အဆိုပါမြစ်တာရက်ခန့်စာပါအကြောင်းအရာကကတူးစစ်ပေးရှောင်းများနေရပြန်ရင်းနဲ့ပတ်သက်၍ကတူးအရက်ဖက်အဖွဲ့အစည်းများကမြစ်တာရက်ခန့်ချင်းဖြစ်ပြီးမကြသေးခင်ကဗမောင်းမျိုးတိုင်းတိုက်ပွဲကြောင်းနေအိမ်တွေကျေးရွာတွေကိုစွန့်ပြီးထွက်ပြေးတင်းရှောင်လာတဲ့စစ်ပေးရှောင်တွေအနေနဲ့ရုတ်တရက်ထွက်ပြေးတင်းရှောင်လာရတာဖြစ်လို့ရိတ်ခါအတုံးဆောင်အဝတ်စားလုံလောက်အောင်တည်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ အချိန်ကြာလာတာနဲ့အမျှစာဝတ်နေရေးအခက်ခဲနဲ့ရင်ဆိုင်နေရကြောင်းနဲ့ဒီချက်ပေါ်အရေးကြီးတဲ့အရာက၎င်းတို့ရဲ့စဘာခင်းများရိတ်သိမ်းချိန်ရောက်ရှိနေပြီဖြစ်လို့စဘာရိတ်သိမ်းနိုင်ဖို့နှစ်ဖက်သောလက်နက်ကိုင်အဖွဲ့တွေကိုမြစ်တာရက်ခံနဲ့ထုတ်ပြန်စာဖြစ်ပါတယ်။အခုချိန်မှာစဘာမရိတ်သိမ်းနိုင်ခရင်၎င်းတို့ဖို့တာမကဒေတာတစ်ခုလုံးရဲ့တနစ်တာရိတ်ခါအခက်ခဲရင်ဆိုင်ကြမယ်ရေးဖို့လဲထောက်ပြထားပါတယ်။ဒီလိုအနေအထားတွေကြောင့်နှစ်ဖက်သောလက်နက်ကိုင်တပ်ဖွဲ့တွေကို အောက်ပါအချက်၅ချက်နဲ့မြေတားရက်ခံပါသည်လို့ဖော်ပြထားပါတယ်။အဆိုပါအချက်၅ချက်ကတော့နံပါတ်၁စစ်ဘေးရှောင်ရက်ရွာပြည်သူများကိုမိမိတို့မူလရက်ရွာနေအိမ်များသို့အနေရကင်းစွာပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုကြပါရန်။နံပါတ်၂စပားရိတ်သိမ်းချိန်ကာလအတွင်းနှစ်ဖက်အပြစ်ခံရက်စဲထားကြပြီးတိုက်ပွဲများဖြစ်ပွားလာပါကလည်းဒူးနေရက်ကွက်များကိုရှောင်ကျဉ်ပေးကြပါရန်။နံပါတ်၃ မိမိတို့စန့်ကျင်ဘက်အဖွဲ့အစည်းများ၏ထိန်းချုပ်နေမည်အတွင်းသို့အခြေအနေရဝင်ရောက်တင်းရှောင်ခဲ့ကြရသည့်စစ်ပေးရှောင်သူများကိုစန့်ကျင်ဘက်အဖွဲ့အားထောက်ခံသူများဖြစ်ယူဆ၍တစုံတရာအန္တရာယ်ပြုခြင်းမျိုးမလုပ်ဆောင်ကြပါရန်နံပါတ်၄ရဲရွာပြည်သူများအပေါ်ရှောင်တင်းညာနေရာများဖြစ်တဲ့ကျေးရွာအသီးသီးရှိဖုံတော်ကြီးကျောင်းများကိုဘေးကင်းစုံအဖြစ်နှစ်ဖက်အသိမှတ်ပြုပေးကြပါရန်နှင့်အဆိုပါအရက်သားပြည်သူတို့၏ဘေးကင်းစုံတွင်လက်နက်ကင်များနှင့်ဆက်ဆက်ရာလူပုဂ္ဂိုလ်များရောနှောနေထိုင်ခြင်းမပြုကြပါရန် ံပါတ်5ဒေတာခံကလေးငယ်တို့၏ပညာရေးနှင့်ပတ်သက်တဲ့အနာဂတ်အစီအစဉ်များကိုလည်းအလေးနက်ထား၍စေတနာရှိထား၍စဉ်စားဆောင်ရွက်ပေးကြပါရန်တို့ဖြစ်ပါတယ်မြစ်တာရက်ခံစာမှာဖော်ပြထားတဲ့အချက်၅ချက်ကဒီနေ့ကာလနိုင်ငံအနှံ့ပြားမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေမှာရင်ဆိုင်နေရတဲ့အခြေအနေတွေနဲ့80 90ရာနှုန်းလောက်တူညီတာကိုတွေ့ရပါလိမ့်မယ်။လယ်သမားတွေ၊ရာသမားတွေဖို့မိမိတို့တနစ်တာရိတ်ခါဝင်ငွေအတွက်လွှမ်းမပြင်ဆင်ပြီးမိုးရာသီတရာသီလုံး ကြည့်ရှုစောင့်ရှောက်ထားတဲ့စပားဆိုင်ခင်းတွေကိုမရိတ်သိမ်းနိုင်ပဲထားလိုက်ရမယ့်အရေးကဘဝပြတ်တဲ့အလားခံစားကြမှအတိအကျဖြစ်ပါတယ်။အတက်မတည်ဖို့တိုက်ပွဲကနေထွက်ပြေးရတဲ့ဆိုတော့လေစစ်ဘေးကလွတ်ပြီးအငတ်ပင်းနဲ့ထက်ရင်ဆိုင်ရမယ့်အဖြစ်ကိုတွေးကြည့်ုံနဲ့တင်ကိုချင်းစာနိုင်မှာပါ။ဒီအချက်အပြင်တခြားမြစ်တာရက်ခန့်ချက်တွေကလည်းစစ်ဖြစ်တဲ့နေရာဒေသတော်တော်များများဒီနေ့ရင်ဆိုင်နေရတဲ့အခြေအနေကိုထင်ဟက်တဲ့မြစ်တာရက်ခန့်ချက်လို့ဆိုရမှာဖြစ်ပါတယ်။ဒီမြစ်တာရက်ခန့်ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ သတင်းဌာနတွေကသတင်းရေးသားဖော်ပြတာတွေခုချိန်ထိမတွေ့ရသေးပါဘူးအခုလိုဗန်းမောက်ဒေတာကကတူးလူမျိုးနဲ့အရက်ဖတ်အဖွဲ့အစည်းတွေလူမှုအတိုင်းဝန်ကိုဥဆောင်ပေးနေတဲ့ရဟန်းတော်များကမြစ်တာရက်ခံမှုဟာသတင်းတပုတ်အနေနဲ့ဆွေးဆောင်မှုရှိခြင်းမှရှိပါလိမ့်မယ်နိုင်ငံရေးပါတီတစ်ခုရဲ့ဥက္ကဋ္ဌဖြစ်သူရွေးကောက်ပွဲမှာကိုယ်စားလှယ်လောင်းအဖြစ်ပေးဖြတ်ခံရတဲ့အဖြစ်အပျက်မျိုးလိုမျိုးကိုသတင်းဌာနတိုင်းကထိတ်တန့်သတင်းတပုတ်တစ်ခွဲဖော်ပြကြပေမဲ့လည်းအထက်ကလိုဗန်းမောက်မျိုးအနီးနားဒေတာတို့ကကြေးရွာတွေက လယ်သမားတွေနဲ့တခြားဒေသခံတွေရဲ့တနစ်တာရိတ်ခါအကြက်တဲ့ကိစ္စလိုမျိုးကိုသက်ဆိုင်တဲ့လက်နက်ကင်အဖွဲ့တွေကအရေးဆိုင်လာအောင်တရင်ဖြစ်ပေါ်ဖို့တတိပြုမိကြမယ်မထင်ပါဘူးအခုဆောင်းပါးဆမှာဖော်ပြခဲ့သလိုနွားစာရိတ်ဖို့ထွက်လာတဲ့ဖြူစောတိတယောက်ကိုအလေးငိုက်ဆောက်လုတ်တန်တက်ဖြတ်တဲ့တရင်မျိုးနဲ့နှိုင်းရှင်ကြီးဗမောင်းမျိုးနယ်ကကတူးရက်ဖက်အဖွဲ့စည်းတွေရဲ့မြစ်တာရက်ခန်းစားကလူများအတွက်ပိုအရေးပါတယ်လို့နားလည်မိပါတယ်ဒေတာတစ်ခုရဲ့လုံခြုံရေးအခြေအနေနဲ့ ဘယ်မြို့ဘယ်လမ်းဘယ်ကျေးရွာအုပ်စုတွေမှာတိုက်ပွဲတွေဖြစ်ပွားနေကြောင်းဘယ်ကနေဘယ်တိလမ်းမိုင်းကိုအတုံးမပြူကြဘူးအတိပေးတဲ့တရင်လုံကြုံရေးအခြေအနေအများသိအောင်တရင်ပေးတဲ့တရင်တွေကအများပြည်သူအတွက်အရေးကြီးတာအမှန်ပါဒါပေမဲ့လည်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့၎င်းတို့ရဲ့နေ့စဉ်အောင်ပွဲတွေကိုဖော်ပြပေးဖို့တရင်မီဒီယာတွေကိုပလက်ဖောင်းအဖြစ်မျှော်လင့်တာမျိုးတရင်မီဒီယာတွေကလည်းအဲ့လိုတရင်အချက်လက်တွေကိုစစ်စစ်ချင်းမပြုတ်ပဲတစ်ဖက်ကပေးပို့တဲ့အတိုင်းပြည်သူလူထုကိုစိတ်အားတက်ကြွအောင်ဖော်ပြခြင်းမျိုးဟာ သတင်းမီဒီယာရဲ့တာဝန်ဝင်တရားကိုမျက်ကွယ်ပြုရကြပါတယ်။လူလူအနေနဲ့ဆိုရှယ်မီဒီယာပေါ်မှာဖြန့်ဝေနေကြတဲ့သတင်းမီဒီယာတွေရဲ့သတင်းအချက်အလက်တွေကိုနိုင်စင်နဲ့အမျှရယူနေကြတဲ့အနေအထားမှာသတင်းမီဒီယာတွေအနေနဲ့လူလူအတွက်အကျိုးရှိစေနိုင်တဲ့သတင်းမျိုးတည်တည်တည်ထိုက်တဲ့သတင်းမျိုးတွေကိုဦးစားပေးဖော်ပြပေးဖို့သတိမူမိတင်တာအမှန်ပဲဖြစ်ပါတယ်။ဆိုရှယ်မီဒီယာရဲ့ဈေးကွက်သဘောတဘာဝဖြစ်တဲ့ Enishment နောက်ကိုလိုက်တဲ့သတင်းမျိုးတွေ ဖြစ်ရက်တစ်ခုကိုပက်တင်ထပ်ဖို့ပြတာမျိုးတွေပြည့်ရှံနေတာထက်လူမှုအနေနဲ့ခံစားနေကြရတဲ့ဝေဒနာခံစားချက်တွေကိုဖော်ပြပေးတဲ့အတံမဲ့သူတွေထင်ရှားကြော်ကြားသူမဟုတ်တဲ့အာဏာမရှိသူလက်နက်မရှိသူတွေရဲ့ခံစားကြရတဲ့ဒုက္ခတွေကိုအပြေရှာပေးနိုင်တဲ့အကူအညီရစေနိုင်တဲ့သတင်းမျိုးတွေကိုပုံမို့ဖော်ပြပေးဖို့တိုက်တွန်းလို့ဆိုလိုက်ရပါရဲ့ရှင်။